ကော်နာရီ ABR ဆိုတာဘာလဲတဲ့ကျွန်တော်တို့ကော်နာရီ ABR ဆိုတာဒီစိုင်းငယ်ကိုစောင်းပြီးတော့လေးငယ်ယူပြီးကိုယ်နေတဲ့ကဒီအတစ်ဖြစ်လာတဲ့ ABS နည်းပညာကိုပြောတာပေါ့နော်ဒီကောင်ကဒီရိုးရိုး ABS အဲနည်းပညာထပ်ကိုပုံမြင့်ပြီးတော့ဒီလေးငယ် sensitive ABS လို့လည်းသူကခေါ်ကြတာပေါ့နော်ကျွန်တော်ဒီဆိုင်ငယ်ကိုစောင်းပြီးကိုယ်နေချိန်မှာ ရှေ့ဘရိတ်ပဲဖြစ်ဖြစ်နောက်ဘရိတ်ပဲဖြစ်ဖြစ် အဲတုံးပြီးတဲ့ခါမှာတာယာတွေ slip ဖြစ်ပြီးတော့မှောက်နိုင်ချေဟိုအတော်များတော့ဗောနော်ဆိုတော့အဲ့လိုစောင်းဝီကွင်းနေချိန်မှာ break တွေကို safe ဖြစ်စွာသူကအသုံးပြုနိုင်ဖို့ဒီ Konani ABS နည်းပညာကိုတည်ထွင်လာကြတာဗော Konani ABS နဲ့တခုမှာအဲ YoYo ABS unit အပြင်ကို IMU လို့ခေါ်တဲ့ inertial measurement unit တခုသူကအပို့ပါလာတော့ဗောနော်အဲ့ဒီ IMU က အဲဆိုင်ကယ်တွေရဲ့လှုပ်ရှားမှုအားလုံးကိုသူကချေအခံပေးတယ်။သူကဒီမှာဆိုရင်ကျွန်တော်တို့ rolling အဲဘယ်ညာလူလိမ့်မှု pitching ရှင်းနောက်လူလိမ့်မှုယောဝင်းကလန်ပြက်လူလိမ့်မှုဓာအပြင်ကိုသူက linear straight line motion တွေဖြစ်တဲ့ဘယ်ညာအရှင်းနောက်အထက်အောက်စသဖြင့်လှုပ်ရှားမှု6မျိုးလုံးကိုသူကဟိုချေအခံပေးနိုင်တာပေါ့နော်။ပြီးတော့ဒီ data တွေကိုသူက ECU နဲ့ချိတ်ဆက်ထားတာ။အဲ ECU မှာကသူကရှိမလားဆိုရင် shape brain speed နောက် brain speed ရှေ့ဘရေ့ပရက်ရှာနောက်ဘရေ့ပရက်ရှာအာဘီယန်ကောင်တာအဲဂီယာပိုဇီရှင်းအင်ဂျင်တော့အဲသရိုရပိုဇီရှင်းဆားလက်ဒီဒေတာတွေနဲ့ပေါင်းပြီးတော့သူကလင်းငယ်ယူနေချိန်မှာ breaking force ဘလောက်ရှိသင့်လဲဆိုတော့တွက်ချက်ပြီးတော့သူက break ဖန်မိတာပေါ့နော်ဆိုတော့ဒီနိပညာတော်တော်လေးကဟို advance ဖြစ်တယ်အဲအဓိကဒီအားလုံးကဒီ IMU unit မှာသူမိခိုးနေတာတွေ့ရတာပေါ့နော်ဆိုတော့အကြမ်းပြောရရင်ကျွန်တော်တို့ဒီ UU ABS က breaking force 100လောက်သုံးမှာဆိုရင် colony abs က colony ယူနေတဲ့အချိန်မှာ breaking force ကိုသူက90%လောက်သုံးတယ်လို့ဟိုပြောလို့ရတာပေါ့နော်ပထမအဦးဆုံးဒီ colony abs ကို kdn ရဲ့2014ခုနှစ် model 1190 adventure bay မှာစတွေ့ရတာပေါ့နော်အဲအဲဒီကစပြီးတော့ kdn အမြင့် bay တွေမှာသူကပုံမှန်လို့ပါလာပါလာတယ်ပြီးတော့ bmw bay တွေမှာအဲတွေ့ရတယ် bmw မှာကြတော့ကျွန်တော်တို့ဒီ super bike ပေါ့ super bike S1000 R နဲ့ကျွန်တော်ဟို GS series မှာတွေ့ရတယ်ပေါ့နော်။ BMW ကတော့ဒီ ABS Pro လို့သူကနာမည်ပေးထားတယ်။ Ducati မှာ Bain တော်တော်များများပါတယ်။ဒီ Ducati မှာသူက Boss Cornering ABS EVO လို့သူကဟိုနာမည်ပေးထားတယ်ပေါ့နော်။ကျွန်တော်ဂျပန် Bain နေမှာတော့ဒီ Super Bike အမြင့် Bain နေမှာပဲသူကတွေ့ရတတ်တယ်။ဥပမာပြောရရင်ကျွန်တော်ဒီ Honda ပေါ့နော် Honda ရဲ့ CBR 1000 RR Dash R SP Fireblade အဲအဲကောင်းလေးမှာမှတွေ့ရတော့ပေါ့နော်။ ဆိုတော့ဒီ corner ABS ကတော့ဒီလောက်ပဲပေါ့နော်